ပြောချင်တာရှိတယ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်တွေကအကုန်တတ်ရှင်းတယ်နော်ဘယ်ကလာမေးပြတော်တော်ကတော့ဝင်ပြရတယ်ဗျာကြားလိုက်လေနိုင်ငံရေးခင်းကျင်းကတိုင်းပြည်မငြိမ်တက်အောင်လုပ်တဲ့ကောင်အကုန်တတ်နိုင်ငံရေးအခင်းကျင်းကတိုင်းပြည်ကိုမငြိမ်ချင်အောင်လုပ်တဲ့ကောင်အကုန်တတ်ပွေးစကားပြောရနော်တိုင်းပြည်မငြိမ်တက်တဲ့တရားခံကဘာလို့လဲဆိုတာဒီပေါက်လို့ပဲစားမသိတာမဟုတ်သိတယ်ဘုတော်မယဲနဲ့ခွေးမှသာ

ပြန်ကျွန်တော်မနေ့ကဒေါက်တာဒေါ်တူတူလွင်ရဲ့ဗီဒီယိုလေးကိုတင်ပြီးတော့ကျွန်တော်သုံးသပ်လိုက်တယ်ကျွန်တော် white share တာရှိတယ်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းပြောပြအောင်မယ်နော်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြောပြအောင်ဥပဒေလှုပ်ထုံးလုပ်နည်းရပြောအောင်အဲ့ဒီဖြစ်စဉ်မှာပလဖားအဖွဲ့တွေလှုပ်ဆောင်တဲ့ပုံစံကဥပဒေလှုပ်ထုံးလုပ်နည်း shoot down ရမှားတယ်လို့မဆိုနိုင်ဘူးမနေ့ကတော့ကျွန်တော်ချော့ချော့ပေါ်ပေါ်နဲ့မှားတယ်လို့ပြောထားတယ်အဲ့ဒါကို ဒီလိုကျွန်တော်တဆင့်ချော့ပြောပြထားတာတော့မှအောက်မှာဆဲဆိုနေရမြင်မကောင်းအဲ့တော့ကျွန်တော်တဆင့်မချော့တော့ဥပဒေလုံထုံးလုံနေတိုင်းပြောမယ်အဲ့ဒီဖြစ်စဉ်ကိုလှုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေကဥပဒေလုံထုံးလုံနေချူတော့ရမှားတယ်လို့မဆိုနိုင်ဘူးကျွန်တော်မြန်မာနိုင်ငံကလူတော်တော်များများဥပဒေကိုနားလည်မှုလွဲနေကြတယ်အမှုဖွင့်ထားတဲ့ဆွတ်ဆွဲခံရသူတရားခံလို့မခေါ်သေးဘူးနော်မှုဖွင့်ခံထားရတဲ့တနည်းအားဖြင့်ဆွတ်ဆွဲသူတရားခံကိုတွေ့ပြီးထွက်ပြေးတာမဟုတ်ရင်ဖမ်းတဲ့အဖွဲ့ကရအောင်ဖမ်းရတယ် အရင်ဆုံးအတာတကြီးလိုက်ခေါ်မယ်အရင်ဆုံးအတာကြီးလိုက်ခေါ်ရတာပေါ့မရရင်ဖြစ်စေပြန်ခုခံရင်ဖြစ်စေလုံလောက်တဲ့အားထုတ်မှုနဲ့ဆောင်ရွက်ရမယ်ဥဒေမှာအဲ့ဒါလိုရှိရင်ဖန်သီးတဲ့အခါမှာမင်္ဂလိပြစ်လို့မင်္ဂလိပါမှရတယ်ဆိုတာမရှိဘူးဥဒေမှာကမိမ့်မတ်ကိုကိုချဖွေမှသာ မိမ့်မတ်ရဲ့ကာရင်တွေမထိခိုက်အောင်မပြက်ပြားအောင်မိမ့်မတ်ချင်းချဖွေဖို့သာပြဋ္ဌာန်းထားတာရှိတယ်လူမင်းနားလဲအောင်ထပ်ပြောပြမယ် မိမခန္ဓာကိုယ်ကိုခြာဖွေမှသာမိမချင်းခြာဖွေရမယ်လို့ပြဋ္ဌာန်းထားတာပဲရှိတယ်။ဖမ်းဆီးတဲ့အခါမှာမိမပါမှဖမ်းရမယ်လို့ပြဋ္ဌာန်းထားတာမရှိဘူး။နောက်ပြီးဆွဆွဲခံထားတဲ့လူရဲ့အခွင့်အရေးကအမှုအပေါ်ကိုကိုယ်တိုင်လေးစားလိုက်နာပြီးမှကိုယ်တိုင်အခွင့်အရေးရယူနိုင်တယ်။ပထမအဆင့်အနေနဲ့ကိုယ်လာခေါ်တယ်မလား။စစ်ဆေးတဲ့အရာရှိတယ်။လာခေါ်ရင်လိုက်သွား။လိုက်သွားရမယ်။ အသားကြီးလာဖမ်းတယ်လိုက်ဝါမယ်မိမိကမှန်ကန်နေရဆိုလို့ရှင်ချင်းပြရမယ်ဖြည့်ရှင်းရမယ်တာဝန်တွေကဆွဆွဲခံရမယ်သူတွေကမှဒါတာဝန်ရှိတယ်တရားခံဖမ်းမိတဲ့အချိန်မှာအင်အားကိုအလွန်ကျုံမတုံးရဘူးဆိုပြီးတော့ပြဋ္ဌာန်းချက်ရှိတာကြောက်ဘူးလားမရှိဘူးလိုအပ်တဲ့နီးလမ်းမှသမျှတုံးရဖမ်းစည်းရမည်ဆိုတာပဲရှိတယ်လုံလောက်တော့အင်အားသုံးအလွန်ကျုံမဖြစ်စေရဘာလို့အင်အားဆိုတာဥပဒေမှာအတီးကျမရှိဘူး မြင်တဲ့သူရဲ့အမြင်ပေါ်မှာပဲဒါမူတည်နေတာဒါကကျွန်တော်မနေ့ကတင်တဲ့ဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဆမဒေါ်တူတူလင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျော်ကအညူကြီးရဲ့ပါလဖတွေကိုမင်းကလေးတယောက်ကိုဒီလိုဖမ်းတာမှားပါတယ်လို့တဆင်းနေပြီချော့ချော့ပေါ့ပေါ့ကျွန်တော်ပြောထားတာတော့မှအဲ့လိုကျွန်တော်အောက်မှာလာဆဲဆိုတာရရှိတဲ့အတွက်ကြောင့်ဒီပါလဖတွေရဲ့လောက်ရကဥပဒေရှူတော့အရာ မမှားပါဘူးဆိုတာကိုကျွန်တော်ပြန်လည်းပြောပြခြင်းဖြစ်တယ်โอเคဒီနေ့ ျွန်တော်တို့တရင်လေးနည်းနည်းကြည့်အောင်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်မှာဒေသခံနေအိမ်နေကိုစစ်ကောင်စီတပ်သားနှုတ်ကအိမ်ရှင်ကိုတနက်နဲ့ထောက်ပြီးဓားများတိုက်သွားတယ်တဲ့အဲ့ဒါကို SSPB ကထုတ်ပြန်ထားတယ်လူမလာ20ရှင်းနေတဲ့မနက်9:20မိနစ်ခန့်မှာတနက်ကန်စစ်ကောင်စီတပ်သားနှုတ်ကတီဘောမြို့နယ်မိုးတီကြီးပါအုပ်စုကကွန်ဆန်လေးကြီးပါမှာနေထိုင်တဲ့လုံကောရဲ့နေအိမ်ကိုကျူးကျော်ဝင်ရောက်ပြီးတော့အိမ်ရှင်ကိုတနက်နဲ့ထောက်ဈေးဆိုင်တွေကပစ္စည်းတွေကိုမှွေနှောက်ပြီးတော့ ကြက်ခွနသိန်းဖို့လောက်ပစ္စည်းတွေယူရတယ်ပြီးတော့ပတ်စံနေလဲယူသွားတယ်တဲ့အဲ့ဒီတင်းအဲ့ဒီနေအိမ်ကိုဓမြတိုက်ပြီးတော့မနက်၄နိုင်ဝင်ခြင်းမှာဥမောင်လေးရဲ့နေအိမ်ကိုလည်းဝင်ရောက်ပြီးတော့ထက်ပြီးဓမြတိုက်သွားသေးတယ်တဲ့အမဈေးဆိုင်တဲကပစ္စည်းတွေကိုမှုရောက်မှုနောက်ပြီးယူဆောင်သွားတယ်လို့သိရတခိုးဓမြထဲစိုးတဲ့ရန်သူဟာဒီခွေးတွေပါပဲဒီစစ်ခွေးတွေပါပဲသူကပိရမစ်ပုံစံခိုးတာခိုးတာတော့မှကျွန်တော်တို့ MM ပစ္စည်းလိုမျိုးလေပိရမစ်ပုံစံ မေအောင်လိုင်ကတကောင်နေသူကနေအရင်စကူကအောက်ကနေပြပြပြအောက်ကအောက်ရှည်ကားကောင်ကြီးကအကုန်ခိုးသွားတာအခိုးတပြရဲ့ကြီးပဲစုဖွဲ့ထားတာကြားပြန်ခိုင်းကောင်းတော့တခိုးတပြမရင်းမရင်ဘိမ့်မရင်မေအောင်လိုင်ရဲ့တပည့်တွေပြည်သူတွေကိုလုံနေတာโอเคနောက်သတင်းတစ်ပုဒ်ကြည့်ရအောင်တခင်အားရကြုံပါဝရလာပြီဘရင်ယူတဲ့ကြုံယူရဆိုးဆိုတဲ့ကောင်မလေးတိုင်းတာစီမြို့နယ်မစ်တီလာခဲမှာတားဖြစ်သူကိုတိန့်ချစ်ဆယ်နဲ့ရောင်းစားပြီးတော့စစ်တပ်နဲ့ပေါင်းကားတဲ့ ုပ်ချုပ်ရေးမှုနေရာရိုက်ထားတဲ့အောင်ကစစ်မှုထမ်းကြီးကိုတနက်ပြချင်းချောက်နေတဲ့နှစ်တို့ဂျိုတက်ပြီးလိုက်တာလားဘယ်လိုပြောရမလဲဒီကောင်နေကြတော့ဒီလိုအုပ်ချုပ်ရေးမှုတွေလက်ထဲဒီလိုလက်နက်တွေရှိနေတော့ဒီလိုဖြစ်စဉ်တွေကခဏခဏပဲကိုပြီးခဲ့တဲ့ဖြစ်စဉ်မှာဆိုလဲကျွန်တော်ပြောဦးရယ်ဒါကတနက်ပြပြီးတော့တောင်းရုံပဲရှိသေးတယ်ကိုပြီးခဲ့တဲ့ကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်မှာဆိုဓမြပါတိုက်တာအုပ်ချုပ်ရေးမှုက ဲ့ဒါလည်းမိလို့မမိလို့ရှင်ဟာမဟုတ်ပါဘူးဒါဗဒတ်တွေပါဘာညာပေါက်လို့ပဲစားတွေလိန်ကြအောင်မရွှေးကြအောင်မပေါ်တင်လက်ဘူးလက်ချက်မိလို့တယ်โอเคနောက်တစ်ပုတ်ဆက်ကြည့်အောင်နောက်တစ်ပုတ်ဆက်မကြည့်ခင်အဲ့ကောင်ပြောပြအောင်မယ်အဲ့ကောင်အောင်အောင်နဲ့တန်းသေးရလင်မြန်းတယောက်ကတယုံ2000ကျက်စီတောင်းနေတဲ့ဒီကောင်ကဘလူတောင်ဆိုးလဲဆိုတော့သူ့သားကိုတောင်မှသိန်း80နဲ့တက်ထဲမှာရောင်းစားထားတဲ့ကောင်စစ်မှုထမ်းမှုအတွက်သူ့သားကလည်းအခုချမ်းပြီပဲမှာမိုင်းထီရဆိုလားတနတ်ထီရဆိုလားမသိဒဏ်ရာရထားတယ်လို့သိရတယ် ตาအကြီးကတော့မလေးရှားမှာဒံရရထားရကောင်ချမ်းတောက်မှာโอเคเนาะနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကထပ်မြမှာနေဆက်กินပြည်မြောက်ဒီမြို့အနီးမှာဖြစ်ပွားနေတဲ့တိုက်ပွဲဒီမှာမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကထိုင်းဘက်ကိုကြပါတယ်ထိုင်းဘက်ကိုကြပြီးတော့ထိုင်းနိုင်ငံသားမျိုးသမီးကြီးတဦးကိုပေါင်ကိုထိမှန်သွားတယ်တဲ့ပေါင်ထိမှန်တာကံကောင်းလို့เนาะအဲ့ဒီမျိုးသမီးကြီးကအဲ့ဒီမှာသူကတနတ်တန်နေကြားနေရတဲ့အတွက်ကြောင့် လက်ရှိအိတ်နေတဲ့နေရာကနေမအိတ်ရဲလို့နေရာပြောင်းပြီးတော့အိတ်လိုက်တယ်တနတ်တန်ဘုံတန်ကြီးကြားနေရတော့ကြောက်တော့ကြောက်တော့သူအိတ်နေကြနေရာမှာမအိတ်ရဲတော့နေရာပြောင်းအိတ်တယ်နေရာပြောင်းအိတ်တဲ့နေရာကိုလက်မှန်လက်မှန်နေရာပေါ့အဲ့တော့အဲ့ဒီကိုတွားရောက်ပြီးတော့စစ်ဆေးကြည့်တဲ့အခါကျတော့အမထိုင်းနယ်ကြားဆောင်တပ်ဖွဲ့တို့ထိုင်းရဲတို့ကတွားစစ်ဆေးတဲ့အခါကျတော့မျိုးသမီးပြောင်းအိတ်လက်တဲ့နေရာမှာပေါ့ဝင်ထိသွားတယ် အကယ်၍အဲ့အမျိုးသမီးဒါပြောင်းမအိတ်ခဲ့လို့ရှင်ခေါင်းကိုထိမယ်ဆိုပြီးတော့ပြောတယ်ကန်ကောင်းတယ်နော်ဒါအသက်ကိုညံဆောက်တယ်လို့ပြောရမယ်အဲ့ဒီအမျိုးသမီးကြီးကသူကတနတ်တန်ဘုန်းတန်နေကြောင်းအဲ့ဒီအိတ်နေချမ်းနေရာမှာမအိတ်ရလို့နေရာပြောင်းအိတ်လက်တယ်အဲ့တော့ပေါင်ကိုထိသွားတယ်တကယ်လို့သူကမပြောင်းခဲ့ခေါင်းထိမယ်ခေါင်းထိရင်နော်တေဖို့ကညားတယ်အဲ့တော့မင်းအောင်လိုင်းနဲ့အပေါင်းပါလေစစ်ကိုစစ်လို့တိုက်ပါပေါ့လို့ပဲသားမဆက်ပါနဲ့ယောက်ျားပီပီတိုက်ပါ နောက်တစ်ခုအနေနဲ့ NUG ရဲ့လက်အောက်က PD ရဲ့ PD ရဲ့တရင်ချက်နဲ့ကဒုတရင်မှုတူကမဒိမှုတန်လျာနဲ့ဖမ်းထားတဲ့ရဲဘော်တယောက်ကိုတဲ့နှိပ်ဆက်ပြီးတော့စစ်ဆေးတာဖြစ်မယ်နှိပ်ဆက်စစ်ဆေးနေတဲ့အချိန်မှာတေသွားတယ်တဲ့တေသွားတော့အလောင်းကိုညင်မြုပ်ပြီးတော့ဖျောက်ဖျက်လိုက်တယ်တရင်မှုတာဝန်ယူထားတဲ့အဲ့ဒီဒုတက်ရင်မူတာဝန်ယူထားတဲ့ရဲဘော်နာမည်ကရဲဘော်နိုင်လင်းခေါ်ဆရာကျောင်းနောက်ထပ်တယောက်က ရဲဘော်အုတ်ကားတဲ့အဒုတရင်မှုနဲ့ရဲဘော်အုတ်ကားတို့ကမဒိမ့်မှုတန်တရားနဲ့ဖန်စည်းခံထားတဲ့ရဲဘော်လွှမ်းမှုကိုရိုက်နဲ့စစ်ဆေးနေစမှာတေဆုံးသွားလို့စကန်အနီးနားမှာပဲမြင်မြုပ်ပြီးတော့အလောင်းဖြောက်လိုက်တာကိုအဲ့ဒီရဲရဲဘော်ဟောင်းတူကအဲ့ဒီ PDF တရင်ချစ်တုံရနဲ့ရဲဘော်ဟောင်းတူက Kennedy ရဲတပ်ဖွဲ့ KSP အမှတ်ကိုစကန်မှာမှုခွင့်တိုက်ကြလိုက်တယ်အဲ့လိုတိုင်ကြတဲ့အတွက်ကြောင့် KSP ကအရာရှိတွေ တရင်တပွဲအရာရှိတွေနဲ့ဆရာဝန်တပ်တွေတွေနဲ့ချဲ့နဲ့စကန်ဟောင်းအတွင်းမှာအဲ့ဒီအလောင်းကိုပြန်ပြီးတော့တူးဖို့ခဲ့ပြီးတော့ရဲဘော်နိုင်လင်းနဲ့ရဲဘော်အုတ်ကတို့ကိုဖမ်းဝရမ်းထုတ်ပြီးတော့မှုတ်ဖွင့်ထားတယ်လို့သိရပါဗါတယ်။အဲ့ဒီဒူရင်မှုရဲဘော်နိုင်လင်းနဲ့ဆရာကျောင်းခေါ် sorry ရဲဘော်နိုင်လင်းခေါ်ဆရာကျောင်းနဲ့ရဲဘော်အုတ်ကတို့ကကနေပြည်တပ်မှနဲ့နေမျိုးကိုထွက်ပြေးတင်းချောင်သွားခဲ့တော့လဲ။နေပြီးတော့ PDF ကတရင်တပွဲတွေကအချင်းချင်းချိတ်ဆက်ဖမ်းသိခဲ့ပြီးစစ်ဆေးအေးအေးယူနေတယ်လို့သိရပါဗါတယ်။ အဲ့လိုလုပ်ပြီးတော့သူတို့ကဖမ်းရမ်းထုတ်ခိုင်းရချိန်မှာထွက်ပြေးသွားသေးတယ်ထွက်ပြေးသွားတော့ PDF 10တက်ဖွဲ့တွေအချင်းချင်းချိတ်ဆက်ပြီးတော့ဖမ်းမိလိုက်တယ်အဲ့ဒီဒုတက်ရမှုကပြစ်ဒဏ်ကြအဲ့ဒီရဲဘော်လွှမ်းမိုးကိုရိုက်နှက်ခဲ့တဲ့ဖြင့်ရေစာလို့တောင်းတဲ့အခါမှာစားရီဖြော်ထားတဲ့ရေတွေကိုတိုက်ပြီးတိုက်တယ်စားဖြော်ထားတဲ့ရေတွေကိုတိုက်တယ်အဲ့ဒါကိုဘယ်သူကပြောပြလဲဆိုတော့အခုတိုင်ထားတဲ့အဲ့တိုင်ချစ်ရနှဲ့ရဲဘော်ဟောင်းကထွက်ဆိုထားတယ်ကွနီတီမှာပြီးခဲ့တဲ့အပတ်ကလည်း အဲ့နေပြီးတော့ PDF ရဲ့စစ်ထောက်ချုပ်ကဘူတူဝင်ဟုတ်တယ်နေပြီးတော့ PDF ရဲ့စစ်ထောက်ချုပ်ဘူတူဝင်ကလက်မှုတင်တန်းเจ้าမှာဖွင့်လက်မှုတင်တန်းเจ้าဖွင့်လှစ်ထားတဲ့မတန်နာအောင်ကိုပားရက်ပြီးတော့တန်တန်းနဲ့ချိန်ချောက်ခဲ့တဲ့ဖြစ်စဉ်လဲပြီးခဲ့တဲ့အပတ်ကဖြစ်သွားခဲ့တည်ရနော်အဲ့ဒါလဲမတန်နာအောင်အမှုဖွင့်တိုင်ကြားထားတာရှိတယ်โอเคကျွန်တော်တို့ဗီဒီယိုလေးနည်းနည်းလောက်ကြည့်ပြီးတော့အပန်းထည့်ရမလားဆက်ရမလားကြည့်ရအောင်နော်အရင်ဆုံးဖွင့်ပြမယ့်ဗီဒီယိုက ငါမင်းတို့ကိုအားပေးစကားပြောမယ်ဆိုပြီးတော့ပြက်ပြက်ပုတ်လာပြီးပါပြီလားပဲပင်ပေါက်လာဘာလဲပြီးသုံးလုံးနဲ့အဲ့ဒီပါတီကိုဒဲဖြုတ်သွားတဲ့ဦးလေးတယောက်ရဲ့ဗီဒီယိုကျွန်တော်ပြလာမင်းတို့အားပေးစကားလေးအဟောကျောင်းမင်းတို့ပြန်တွေ့ပြီလူကြီးရောတော့သမိုင်းတော့ကောင်းပါဟုတ်ကဲ့ကျောင်းပါတီတခုဆိုရရင်တော့သမိုင်းတော့ကောင်းပါရှိလို့တော့ကျော် နောက်ဆုံးလိုက်တော့မကောင်းတဲ့ဘာကြီးကိုငါတော့မဖြစ်ရဘူးကျမဦးရီဘောဟမ်ရှင်းဖို့သွားမယ်တမိုင်းလုံးကောင်းတဲ့ဘာကြီးတွေကိုတော့ငါတို့အဲ့ဒီချက်မှာပဲဘယ်လိုမပြောလဲချက်မှာပဲနော်အခုလို့လာတာဒီကားလေးနိုင်ငံရှင်တော့ကောင်းတော့ကွေးတော်ဘူးကြီးဘလိုသားတွေသူမဘူးကြီးနော်ဦးကြဘူးကြီးဟမ်တဲဖြုတ်သွားရနော် အောက်မှာခေါင်းလေးတွေညှင့်ပြီးမျက်နှာငယ်လေးတွေနဲ့မော့ကြည့်နေရရှာတယ်။အာမင်းတို့အာပေးစကားပြောမယ်ဆိုပြီးတော့ဟုတ်တယ်။လာရနဲ့လာရအောင်ကြည့်ရတယ်။ဒီပါတီရဲ့လူတွေကဘယ်ကလာတာလဲ။ဘာတွေလောက်ခဲ့လဲ။သူတို့တမိုင်းချောင်းကောင်းဖို့လူတွေ။အဲ့လိုတမိုင်းချောင်းကောင်းတဲ့လူတွေကိုမေးပြရမှာ။အဲ့တော့ပြပြပုတ်ပါတီကတမိုင်းချောင်းကောင်းလား။တမိုင်းချောင်းတို့ကောင်းတဲ့ပါတီကလည်းအခုလောလောဆယ် မရှိဘူးဒီရွေးကောက်ပွဲမှာအဲ့တော့ဘယ်ပါတီမှမဲပေးစရာမရှိဘူးโอเคနောက်ထပ်ဗီဒီယိုလေးကြည့်အောင်ကြည့်ရှင်လို့တော့မဟုတ်ဘူးထပ်ပြောမယ်ကြည့်ရှင်လို့တော့မဟုတ်ဘူးပြည်သူတွေအစိတ်တောက်မဖြစ်ရလေအောင်ကျွန်တော်ကတော့ပြန်ပြောပြနေရတဲ့အတွက်ကြောင့်ကြည့်တော့ကြည့်ရမှာပေါ့နော်โอเคပေါ့လို့ပဲစားနေအောင်ပြောချင်တာရှိတယ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်တွေကအကုန်တတ်ရှင်းတယ်နော် ပေးရမယ်ဗျာကျွန်တော်တော့တော့တွေဝင်ပေးရတယ်ဗျာကြားလိုက်နိုင်ငံရေးခင်းကျင်းကတိုင်းပြည်မငြင်းတက်အောင်လှုပ်တဲ့ကောင်တွေအကုန်တက်နိုင်ငံရေးအခင်းကျင်းကတိုင်းပြည်ကိုမငြင်းချင်းအောင်လှုပ်တဲ့ကောင်တွေအကုန်တက်ပွေးစကားပြောရနော်တိုင်းပြည်မငြင်းတက်တဲ့တရားခံကဘာလို့လဲဆိုတာဒီပေါက်လို့ပဲစားမသိတာမဟုတ်သိတယ်ဘုတော်မရဲနဲ့ခွေးမှသာအသက်ကြီးပြီးတော့စောက်ချိန်မစီဘူးခေါင်းထဲမှာချီးပဲရှိတယ်ဒီကောင်တွေခေါင်းထဲမှာ ဒီကောင်ပြောတာကနောက်ထပ်ဗီဒီယိုတစ်ခုရှိတယ်ကျွန်တော်ပြအောင်ကျွန်တော်ဗာမြင်စရာမှအကြောင်းရှိကျွန်တော်ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင်အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာခိုင်းတင်တယ်ကျွန်တော်ကြီးပြောသွားတာကျွန်တော်ပြောတာမဟုတ်ဘူးတော့ဘလော့ပြညာမဲ့တဲ့စကားလဲဘလော့အုံနောက်မရှိတဲ့စကားတိုင်းပြည်အုပ်ချုပ်တဲ့မင်းလုပ်တဲ့လူခိုင်းအကုန်လုပ်ရမယ် ပြောရှင်တာတမ်းပြီးအုပ်ချုပ်တဲ့သူရဲ့အမိန့်ကိုလိုက်နာရမယ်ပေါ့ပေါ့လို့ဘဲစားအာနာချင်းကိုကြိုက်နေတာငါပြောမယ်နေအောင်အဲ့ဒါကိုအာနာချင်းလို့ခေါ်တယ်ကွာပေါ့လို့ဘဲစားရဲ့တေချာမှတ်တာငါခိုင်းတာလို့ငါထားတဲ့နေရာမှာနေငါကြွေးတာယူငါပေးတာစားဆိုအဲ့ဒါအာနာချင်းနေပဲငါတို့ကအဲ့ဒီအာနာချင်းစနစ်ကိုမကြိုက်လို့အဲ့ဒီလိုခိုင်းနိုင်မှ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 မခွဲမချပဲမလုံနိုင်ဘူးဒီမိုကရေစီအတွက်အသက်ဒီဘဝတွေနဲ့ရင်းပြီးတော့လူငယ်တွေကတိုက်ပွဲဝင်နေကြတာကွာဒီဒီမိုကရေစီနိုင်ငံမှာအမိန့်ပေးတိုင်းလုံးဆရာမလိုဘူး တရားတာမတရားတာကိုပြည်သူကရွေးချယ်ခွင့်ရှိတယ်ဆုံးဖြတ်ဆုံးဖြတ်ခွင့်ရှိတယ်ဘာလို့လဲပြည်သူကသာ အာဏာရဲ့အဓိကပိုင်ရှင်ဖြစ်တယ်အာဏာကပြည်သူကစီးစင်ရတာဖြစ်တယ်ဒီမိုကရေစီဆိုတာအမိန့်နာခံခြင်းမဟုတ်ဘူးမတားရဲ့ပေါက်လို့ပေးစားရဲ့အရှိကံအရေးတာဝန်ယူခြင်းလို့ခေါ်တယ်ပေါက်လို့ပေးစားနေအောင်အဲ့ဒီအမိန့်ပေးတဲ့ပြည်သူကအဲ့ဒီအမိန့်ပေးတဲ့သူပြည်သူကရွေးကောက်တင်မြောက်ထားတဲ့တမရကိုတော့ပြည်သူကမကြိုက်ဖြုတ်ချခွင့်ရှိတယ်ဘာလို့လဲသိလား ပြည်သူသားလဲအာနာရဲ့ပိုင်ရှင်ဖြစ်တယ်မအေလို့နေအောင်ရဲ့ပောက်လို့ပဲစားရဲ့မင်းနားလဲမှာလဲမဟုတ်အတ္တတာကြီးပြီးခေါင်းထဲမှာရှိပဲရှိနေရောအတ္တကြီးပြီးအချိန်မစီးရဲ့ပောက်လို့ပဲစားရဲ့ဒီကောင်းနေဗီဒီယိုကြီးကြည့်ရတယ်အတ္တမရှိဘူးအတ္တတူတယ်ငဲတဲ့ဒေါသထွက်နေရလို့မကြည့်လို့ရလည်းမရဒါလဲပရိုပါဂန်ဒါတခုပဲအရင်ဆုံးတွားပြီးတော့ဒီကောင်းပြောသလိုမျိုးတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့သူကခိုင်းလို့ရှင်အကုန်လုံးအမှာပဲမလုပ်လို့ရှင်ယာစခိုင်းတင်တယ် အာမသိလို့ရှိရင်တော့အာဟုတ်တယ်ပေါ့အဲ့လိုအပေါ်ရနေထင်သွားမှဆိုလို့ကျွန်တော်တို့ကဒီကောင်တွေရဲ့ဗီဒီယိုတူပြန်ကြည့်ပြီးတော့ပြန်လဲရှင်းပြရအပေါ်ရကြည့်လို့ရှိရင်တော့ဟောတိုင်းပြည်အိုးချိုတဲ့မင်းလုံးရဲ့အမေမလိုက်နိုင်ရာသခိုင်းတင်ပါအာပေါ့လို့ပဲစားလီပဲကျေးဇူးတင်ပါတယ်ကြည့်ရှုပေးကျွန်တော်မိဘပြည်သူများအားလုံးကြလာပါပဲအားလုံးကျမ်းမဘေးကင်းကြပါစေ